မင်္ဂလာပါအခုရဲ့ကျက်တုခင်းနေကအခုဆိုလို့ရှိရင်3လရေးခဲ့ပြီပေါ့နော်အခုက4လနဲ့15ရက်ဆိုလို့ရှိရင်အကိုတို့ကကျက်တုဒူဖော်လို့ရတော့မှာပေါ့အခုကအကိုကဒီဟာလေးကပြောချင်တာအကို3လအတွင်းကြိုးစားခဲ့ရတဲ့အကြောင်းလေးနဲ့ဆေးလေးတွေတုံခဲ့ရတဲ့အကြောင်းလေးတွေပေါ့အပင်ကစားစိတ်စားတော့ကကြတော့အရန်ဝါနေခဲ့တယ်ပေါ့အကိုတို့ကအဲ့ဒါကိုလောင်ကြရဲ့ထင်ပြီးတော့မှဟိုလောင်ဆေးတွေတအားတုံးခဲ့ရတယ် ဒါမဲ့လောင်ကြတာမဟုတ်ပြအဲ့ဟာကဟိုပက်တီးရီးယားကြောင့်မလို့ဖြစ်တဲ့ရောဂါဖြစ်နေခဲ့တယ်။နော်ရာဒီဥစုကပိုလွက်အေးလိုက်ဆိုတော့အဲ့မှာစိတ်တဲ့ရှင်ဟန်လည်းနောက်ကြတော့ပက်တီးရီးယားဖြစ်နေခဲ့တယ်ဗျာ။အဲ့ပက်တီးရီးယားဆေးဖြန့်လိုက်တဲ့ခါကျမှပဲကျွန်တော်အခင်းကပို့ပြီးတော့ကောင်းလာတယ်ဗျာ။ကျွန်တော်တို့တောင်တူတွေရဲ့အတွေ့အကြုံကိုအချင်းချင်းချိတ်ဆက်မျှဝေတဲ့သဘောပါ။အခြားသူတွေရဲ့အတွေ့အကြုံလည်း ြန်ပြီးတော့ကျွန်တော်တို့မျှဝေပေးကြပါအောင်လို့ကောင်းမင်းမှလည်းရေးပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာကျေးဇူးတင်ပါတယ်